အနေရရှိတော့ရင်မက်အောင်ချင်း၅မျိုးရှိပါတယ်။အတက်အနေရရှိတာပေါ့နော်။အဲနံပါတ်၁တခုနှလုံးတွေးကြောပိတ်ခြင်းထပ်အတက်လို့ခေါ်တယ်။အဲသူ့ရဲ့အဓိကလက္ခဏာတွေကတော့ရင်ဘက်အလယ်မှာဖိညစ်ထားတကယ်လို့ပြင်းထန်စွာအောင်ချင်းအဲဘဲဖက်လက်မောင်းနဲ့မီးယိုးကိုနာတာပြက်နှံ့သွားတာပေါ့နော်။အဲနောက်တစ်ခုကချွေးစည်းများထွက်ခြင်းပြုတ်ခြင်းအန်ချင်းစိတ်ဖြစ်ခြင်းပေါ့။အဲနံပါတ်၁ကအဆုတ်တွေးကြောပိတ်ခြင်းပေါ့။သူ့ကို pulmonary embolism လို့ခေါ်တယ်။ အဲအဓိကလက္ခဏာတွေကတော့ရုပ်ရက်ထိုးအောင်ယင်ပတ်နာတာအဲနောက်အသက်ရှူကျက်လာတယ်အဲချောင်းဆိုးရင်တွေးပါတယ်အဲနောက်တစ်ခုကနံပါတ်3တခုပေါ့ပင်မတွေးကြောမကြီးနေရန်ကွဲခြင်းပေါ့သူ့ကို aortic dissection လို့ခေါ်တယ်ပေါ့နော်အဲသူ့ရဲ့အဓိကလက္ခဏာကတော့နာတာကဟိုရှည်အရှည်ကြီးလို့ပေါ့နော်ဟိုပြန့်နှံ့သွားပြီးစုပ်ဖြဲတယ်လို့နာကျင်ခြင်းအထူးဖြစ် နောက်ကြောမှနာတာပေါ့နော်အဲလက်နှစ်ဖက်ဤ တွီးခုံလုံးပေါ့စမ်းကြည့်တယ်ဆိုရင်တစ်ဖက်တစ်ဖက်တွီးခုံလုံးကဟိုယော့တာနဲ့ဟိုများနေရနေပေါ့နော်ဟိုတစ်ဖက်တစ်ဖက်တွီးခုံလုံးမတူဘူးနောက်တစ်ခုက short ရတာပေါ့နော်တွီးပေါင်ချိန်ကျသွားတာကိုဆိုလိုတာပေါ့နော်အဲနောက်တစ်ခုကတော့အစုပ်ပေါက်ရရင်ကောင်းအတွင်း၄ဖြီအားများခြင်းနှမ်းရှင်း new motorus လို့ခေါ်တယ်အဲတူရဲ့အဓိကလက္ခဏာတွေကတော့ရုပ်ပြည့်ရင်မှတ်တစ်ချမ်းပေါ့အလွန်အမင်းနာခြင်းခြင်းအဲအတက်ရှူရန်ခက်ခဲခြင်း လေပြွန်လမ်းကြောင်းဘေးကိုရွှေ့သွားခြင်းပေါ့နော်လေပင်းမှာရှိတဲ့လေလေပြွန်ဟိုပါဘောထရီကီယာကိုဆန်းလိုက်ရင်ဟိုတစ်ဖက်ကိုတိတာစာရွှေ့နေတော့တွေ့ရတာပေါ့နော်အဲနောက်ဆုံးတစ်ခုကတော့နမတ်ငါပေါ့အစာပြွန်ပေါက်ပြဲခြင်း isopegia rupture လို့ခေါ်တယ်အဲသူ့ရဲ့အဓိကလက္ခဏာကတော့အံပြီးနောက်ပြင်းထန်စာရင်မအောင်ခြင်းပေါ့နော်အဲအရေပြားအောက်တွင်သူကလေတွေထွက်လာတဲ့အတွက်အရေပြားအောက်မှာလေတွေစုပြီး ဖြစ်နေခြင်းပေါ့နော်အဲနောက်တစ်ခုကဒီဟိုအစာရင်ဥလန်းကြောင့်မှရှိတဲ့ဒီဘက်တီးရီးယားတွေကတွေးထဲကိုဝင်သွားတဲ့အတွက်ပေါ့ဆက်တီစီးမြောက်ကိုတွေးစိတ်တက်ခြင်းဒီဒီလို လက္ခဏာတွေရှိမှာပေါ့နော်